တဲဆုံရင်ရဲ့ပန်ထရဘီမဝစ်စုံကိုဇက်စင်ပေါ်မှာဟာတာလုံလုံတရားစွဲခံရတော့မယ့်အောင်စဘူးဇက်အဖွဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်တွေကြားမှာခေရဲရိုက်သွားတဲ့ကိစ္စတစ်ခုကတော့မြန်မာနိုင်ငံရဲ့ဂုံဆောင်အလှမဲ့တူဖြစ်တဲ့တဲဆုံရင်ရဲ့ပန်ထရဘီမဝစ်စုံကိုနမဲကြီးဇက်အဖွဲ့တစ်ဖွဲ့ကပွဲတစ်ခုမှာဟာတာလုပ်ပြီးတော့လောင်ပြောင်ခဲ့ရကနေအခုချိန်မှာတရားဝင်တိုင်ကြားမှုတွေထိဖြစ်လာခဲ့တဲ့အကြောင်းပဲဖြစ်ပါရရှင် ဖြစ်စဉ်ကတော့တရင်ကျွလာတော်ကမကွေးမြို့မှာပြုလုပ်ခဲ့တဲ့ဖျားပွဲတော်မှာစခဲ့တာဖြစ်ပါတယ်။အဲ့ဒီပွဲမှာဖျော်ပြခဲ့တဲ့နာမည်ကျော်အောင်စဘူဇက်တပင်အဖွဲ့ကလူရှင်တော်တွေကတော့ပရိသတ်တွေကိုရင်အောင်လုပ်ဖို့အတွက်အလှမဲ့အသေးစုငိန်ကိုဥတီထားခဲ့ကြပါတယ်။တဲဆွန်ရဲ့ Miss Grand International ပြိုင်ပွဲမှာဝစ်ဆင်ခဲ့ပြီးတော့နိုင်ငံတကာရဲ့အာရုံစိုက်မှုတွေကိုရခဲ့တဲ့ပန်ထရာဘရင်မ National Costume ကိုပုံစံတူဝေးပြီးတော့ဝစ်ဆင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီအထိကတော့ထားပါတော့ဒါပေမဲ့သူတို့ရဲ့အတင်းဆက်မှုကဝိစုံကိုတူပယုံတာမကောင်တဲဆုညင်ရဲ့အဆင့်ပေါ်ကလမ်းလျှောက်ပုံအမှုရာတွေကိုလိုက်လုပြီးတော့လောင်ပြောင်တယောတဲ့အဆင့်ကိုရောက်ရှိသွားခဲ့ပါတယ်။ဒါအပြင်တရဖူဆောင်းချိန်မှာသူမစိတ်လှရှားပြီးတော့မျက်ရည်ကျခဲ့တဲ့မြင်ကွင်းကိုပါပြက်လုံးထုတ်ခဲ့ကြတာကြောင့်ဒီဗီဒီယိုဖိုင်ကအွန်လိုင်းမှာပြန့်နှံ့သွားချိန်မှာတော့ပရိသတ်တွေရဲ့ဝေဖန်သံတွေဆူညံသွားခဲ့ပါတော့တယ်။ဒီကိစ္စဟာအွန်လိုင်းပေါ်ကဝေဖန်မှုတွေနဲ့ပြီးသွားမယ်လို့ထင်ခဲ့ကြတာပါ။ဒါပေမဲ့အခုတော့နောက်တစ်ဆင့်ကိုတက်သွားခဲ့ပါပြီ။ ွေအဲ့ဒါကတော့ဒီပန်ထရာဘီမဝစ်စုံကိုလာပေါင်းများစွာပင်ပန်းခံပြီးတော့သမိုင်းထောက်ထားတွေနဲ့ဖန်တီးခဲ့ရတဲ့နာမည်ကြီးဒီဇိုင်နာ TK ကိုရိုင်းကဒီလိုရက်ကိုလုံးဝသီးမခံနိုင်တော့ပဲနဲ့ မြန်မာနိုင်ငံဇက်တပင်အစီအယုံဘ ഹു ဥက္ကဋ္ဌစီကိုတရားဝင်တိုင်ကြားစာပေးပို့ခဲ့ရပဲဖြစ်ပါတယ်။ဒီဇိုင်နာဒီကေရဲ့တိုင်ကြားစာမှာဖော်ပြထားတဲ့အချက်တွေကတော့တော်တော်လေးကိုပြင်းထန်ပါတယ်။သူကဒီဝိဇ္ဇုံကိုပတ်စံပေးရင်ဘယ်သူမှစိုးဝစ်လို့ရတဲ့တာမန်ဝိဇ္ဇုံတကူမဟုတ်ဘူး။မြန်မာသမိုင်းမှာတကယ်ရှိခဲ့တဲ့ပန်ထရာဘီယမရဲ့ဂုံချက်တရေနဲ့မြန်မာယဉ်ကျေးမှုကိုနိုင်ငံတကာကသိအောင်ဖော်ကျူးထားတဲ့အနုပညာဖန်တီးမှုတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။သူရဲ့ဖွင့်ဟချက်ထင်းမှာဒီဝိဇ္ဇုံကိုဖန်တီးဖို့အတွက်သမိုင်းကိုလေ့လာခဲ့ရတယ်။အချိန်ငွေ င်ချွေးနဲ့ရင်ပြီးတော့မြမသမိုင်းရဲ့ဂုံယူစရာဇက်ကောင်ကိုအသက်တွင်းခဲ့ရတာဒါကိုဇက်စင်ပေါ်တက်ပြီးတော့မထီမဲမြင်လောင်ပြောင်းဖို့လုပ်ခဲ့တာမဟုတ်ဘူးနိုင်ငံကိုစားပြုတယောက်ရဲ့ဂုံယူစရာဝတ်စုံကိုဒီလိုလုတာဟာဖန်တီးသူကျွန်တော်ကိုရောဝတ်စင်သူအလှမယ်ကိုရောအထူးသဖြင့်မြမသမိုင်းကိုပါစော်ကားတာပဲလို့ပြပြသသာပြောထားပါတယ်ဒီတိုင်ချောင်းမှုကြောင့်အောင်စဘူးဇက်ဖွဲ့ဟာဇက်သဖြင့်အစီယုံရဲ့စီမင်းစီကန်းတွေနဲ့အညီတရားဝင်စုံစမ်းမေးမြန်းမှုတွေကိုခံရတော့မှာဖြစ်ပါတယ် ဒီနေရာမှာမေးမြန်းစရာမေးခွန်းတစ်ခုရှိလာပါတယ်လူရှင်တော်တွေကသူတို့ရဲ့အလုပ်ဖြစ်တဲ့ဟာသလုပ်ပြီးတော့ပြည်သက်တွေကိုဖျော်ဖြေဖို့ပေါ့ဒါပေမဲ့သူတို့ရဲ့ဟာသကဘယ်အရာတွေကိုတော့မထီပါသင့်ဘူးလဲဘယ်နေရာမှာစီးရှိသင့်တာလဲအထူးသဖြင့်နိုင်ငံသမိုင်းယဉ်ကျေးမှုနဲ့အမျိုးသားရေးဂုဏ်သိက္ခာကိုကိုးစားပြုတဲ့အရာတခုကိုဟာသလုပ်တဲ့အခါမှာဖျော်ဖြေမှုဆိုတဲ့ခေါင်းစဉ်အောက်ကနေလွတ်လပ်ကူကူကြော်လွှားလို့မရတော့ပါဘူး။တာဝန်ယူမှုတာဝန်ခံမှုဆိုတာလိုအပ်လာပါပြီ။ပြည်သက်တို့အနေနဲ့ရောဒီကိစ္စကိုဘယ်လိုမြင်ကြပါသလဲရှင်။ဒီဇ န်နာတီကေးရဲ့လောက်ရကအမှန်ကန်နေလို့ထင်ပါသလားဒါမှမဟုတ်အောင်စုဘူးဇက်ဖွဲကလည်းတဟာဖြောပြမှုတသက်မလို့နားလေပေးတဲ့လို့ယူဆပါသလားဇက်သပင်အစည်းအရုံးကရောဒီကိစ္စကိုဘလို့ gain တွေဖြည့်ရှင်းမလဲဆိုတာကိုအလုံးကတော့စိတ်ဝင်စားနဲ့စောင့်ကြည့်ရမှာဖြစ်တဲ့အကြောင်းတင်ဆက်ပေးလိုက်ပါရရှင်ကြီးစုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်